နောင်ကာလမှာဘုရားရှင်ဘုရောမြတ်ပြိဋိဘံဆံလုံးပြီးတော့နောင်ကာလရွေလျောသွားတဲ့အခါဘုရားတပည့်ပရိသတ်ဥပါဒကဥပါဒိကမာရိယဟန်သင်္ကာရောအရှင်မြတ်ဒီကိုသံဝေကရစေနိုင်တဲ့သံဝေကညာဖြစ်ပွားစေနိုင်တဲ့ဌာန၄မျိုးတဲ့ဒါကဘယ်ဥစ္စာတော့သံဝေဇနိယ၄ဌာနလို့ဒီလိုခေါ်တယ် မြတ်စွာဘုရားကိုရောင်မြတ်ရှိတော်မူစဉ်အခါတော်ကတော့တိတ်ကိုကြည်ကျခန္ဓာပြီးကြီးညိုပဲဖြစ်။နောင်ကာလတွေမှာရေလျောပြက်ပြားပြီးတော့တောင်ဝေကရစရာအပြက်အစီးလေးတွေအပြက်အစီးအခြေအားလက်ရာတော့တွေ့ရမြင်ရကြီးညိုခွင့်ရတော့မယ်အနေအထားပေါ့နော်။အေးဦးဇနောဒီနေ့ခေအိန္ဒိယနိုင်ငံကိုဘုရားဖို့ရောက်မှုတဲ့ပုဂ္ဂိုလ်တွေသိပါတယ်။ဘုရားရှင်ကိုရောင်မြတ်လက်ထက်ကတိတ်ကြီးကျခန္ဓာကတော့ရာဇဂိုလ်ပြီးတော့တာဝတိပြီးတော့ ကပိလိုကြီးတာဒီနေ့ခေရောက်ရင်တော့ကြည့်လိုက်ဩမမြဲခြင်းသင်္ခါရသဘောတရားကြောင့်ဘုရားလက်ထကဘလောက်ပင်ကြီးကျယ်ခမ်းနားပြီးတော့စီကားခဲ့ပါသည် ဆိုပေမဲ့ယခုအခါတောအတိဖြစ်ပြီးတော့ပြက်စီးခြင်းနိုင်ပြက်စီးနေပြီဆိုတာကိုမြင်ရလိမ့်မယ်ဒါတော်ဝေကရစေအဲ့ဒီလိုတော်ဝေကရစေနိုင်တဲ့နေရာဌာန၄မျိုးရှိတယ်တဲ့ဘယ်နေရာတွေလဲဆိုတော့မြတ်စွာဘုရား ွားမြင်တော်မူရာလုံပဏီဥယင်ဘုရားကိုယ်တော်မြတ်ရှိတော်ကအဲ့ဒီနေရာကအင်မတန်မှตาရပြီးတော့ခန်းနာတဲ့အင်ဂျင်ဥယင်ကြီးယခုချိန်သွားကြည့်လိုက်ဆိုလို့ရှိရင်အင်ဂျင်ပင်ဆိုလို့မူးလို့တောင်းရှူစရာမရှိဘူးဘလောက်ပြောင်းလဲပြက်စီးပြီးတော့သွားတယ်လေနော်လုံပဏီအင်ဂျင်ဥယင်ကိုမျောမှန်းပြီးတော့ ဘုရားလက်ထက်လုံးမလေးအရှင်ဦးရှင်ကိုမျောမှန်းပြီးတော့ရေးသားတီးကုန်းထားတဲ့ဂါထာလေးတောင်ရှိတယ်ထားလိုက်တော့နော်ဓမ္မနဲ့နောက်တစ်ခုကဘာတော့ဆိုတော့ဘုရားဖြစ်တော်မူရာ မဟာဗောဓိပင်အထုတလည်းပူဇော်မြတ်လို့ရာဌာနတစ်ခုပဲအေးဒါလည်းတောင်ဝေကရစေရာတောင်ဝေကရစေရာနော် ေဒီနေ့ခေတ်ဆိုရင်ဒါတစ်ချိန်တုန်းကဗုဒ္ဓဘာသာအမြတ်တမျိုးတခန္ဓနာကြာဇနနာပူဇော်ခဲ့တဲ့နေရဘာသာမျိုးခြားတွေလက်ထက်ကိုရောက်နာမတုံးကဓမ္မစကြာတရားဟောရာမိဂရာဝန်တော်ကြောက်ဘူးတဲ့လူတွေသိမယ်ဓမ္မရာဇကဇေဒီတော်အဲ့ဒီမှာဇေဒီတော်ကြီးတွေကိုဘာသာမျိုးခြားတွေလက်ထက်ရောက်ပြီးတော့အကုန်လုံးဖြုတ်ဖြတ်ပြီးတော့ယူသွားကြတာဘာပဲကြံ့ စဉ်တော်သူတို့ဇေရီတော်ကရွှေတော်ကိုကောင်းမှုတော်ဇေရီတော်လို့လုံလုံဝိုင်းဝိုင်းကြီးတည်ခဲ့တဲ့ဥစ္စာကိုဘာမှအထက်ကမရှိတော့ဘူးနဲ့အောက်ခြေဇေဒီအရာမျှပဲခြံခဲ့ပျက်စီးကုန်တယ်နော်ပျက်စီးကုန်တယ်တောင်ဝေကရစီတာပေါ့ဒုဗ္ဗရဘာသာတွေထုံးစံအရအမတန်မှအလေးနက်ထားတန်ဖိုးထားပြီးတော့တခြင်းကပူဇော်ခဲ့တဲ့နေရာတွေဖြစ်ပြီးမဲ့လို့မျက်မှောက်ကာလမှာအကုန်လုံးပျက်စီးကုန်တယ်ကာလရွေလျောပြီးတော့ နံပါတ်၄ပြိဋိဘံစံတော်မူရာဌာနမဟာပြိဋိဘံနာညောင်ဆောင်ချရာဌာနဘုရားရှင်လက်ထက်တော်အခါတော့မန္လာတိုင်ကုသနာယုံပြီးမန္လာမင်းတို့ရဲ့အင်ဂျင်ဥယျာဉ်ဌာနပေါ့အမတမသားယာတို့မန္လာမင်းတို့ရဲ့ပြင်းဒီမှာရှိတဲ့အင်ဂျင်ဥယျာဉ်အခုချိန်သွားကြည့်ပေါ့ဘာမှမရှိတော့မန္လာမင်းတို့ရဲ့ကုသနာယုံပြီးကြီးဆိုတာလည်းမရှိတော့အင်ဂျင်ဥယျာဉ်ကြီးဆိုတာလည်းဘယ်ရောက်လို့ရောက်မှန်းမသိရအောင် အဲ့ဒါမဟာပရိနိဗ္ဗာန်ဌာနဒါလည်းတံဝေကဖြစ်စေနိုင်တဲ့ဌာနတစ်ခုပဲ၄ခုပေါ့နော်ဒါကပဲဥဒ္ဒနတံဝေဇနိယ၄ပါးလို့ဒီလိုခေါ်တယ်ကြောက်တဲ့အခါတံဝေကညာဖြစ်အောင်အတိတ်ကာလကိုမျောမှန်းပြီးတော့ဆင်ခြင်အောင်မဲ့ကြည့်ကြပေါ့ဒါကပဲဥဒ္ဒနရှိစရာတော်ကြီးတွေကကြံလေးရေးထားတာရှိတယ် ုဒ္ဓမြတ်စွာဘုရားမြာယူပါတံဝေကာဘယဖြစ်ခာထိုနေရာယူပါတံဝေကာဓမ္မစัจ जा ဟောကြားရာယူပါတံဝေကာနိဗ္ဗာန်ဆရာထိုနေရာယူပါတံဝေကာ တံဝေကဉာဏ်ဖြစ်ပွားပြံဧကံဘုဒ္ဓရာဘုဒ္ဓမြတ်စွာဖွားမြင်ရာဒုဘာတံဝေကဖယားဖြစ်ခါထိုနေရာဒုဘာတံဝေကဖယားဖြစ်ခါထိုနေရာဒုဘာတံဝေက ဓမ္မစัจ ja ဟောကြားရန်ဇူဘာတံဝေကနိဗ္ဗာန်ဆံရာထိုနေရာဇူဘာတံဝေကတံဝေကဉာဏ်ဖြစ်ပွားပြန်ဧကံကုသိုလ်ရာ ဗုဒ္ဓမြတ်စွာဘုရားမြေယယူပါတံဝေကဖယားဖြစ်ရာထိုးနေရာယူပါတံဝေကဓမ္မစကြာဟောကြရာယူပါတံဝေကနိဗ္ဗာန်ဆရာထိုးနေရာ ယုမတံဝေခာတံဝေခဉာဏ်ဖြစ်ပွားပြန်ဧကံကုသောယာ